မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့လေကောင်ကျောက်တရားမြို့နယ်မြို့တော်ခမ်းမရှိမှာစစ်တပ်လုံခြုံရေး Berry Gate မှာဒီကနေ့မနက်ပိုင်းကဘုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့စက်တဘာလ16ရက်နေ့မနက်6:45မိနစ်ဝင်းကျင်အချိန်မှာမြို့တော်ခမ်းမရှိစစ်တပ်လုံခြုံရေး Berry Gate မှာဘုံပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ဘုံပေါက်တာမှန်ပါတယ်။ကားဘင်းပေါက်တယ်ပဲထင်တာ။လမ်းထိပ်ထွက်ကြည့်တော့မှရဲကားတွေရောစစ်ကားတွေရောမီးတမ်းကားတွေနဲ့ပါရောက်လာတယ်။ပြီးတော့ခဏဓာတ်ပုံတွေရိုက်ကားတွေတားပြီးတော့ဘုံရှိမရှိထပ်ပြီးတော့စစ်ဆေးတယ်။သူတို့ရှင်းလင်းရေးလုပ်တာလဲ15မိနစ်လောက်ပဲထိခိုက်တဲ့သူတော့မရှိဘူးလို့30တလမ်းမှနေထိုင်တဲ့ပြည်သူတို့ကပြောပြထားပါတယ်။လက်တလောဘုံပေါက်ကွဲခဲ့တဲ့နေရာကို လူအသွာလာမရှိစေရန်ကန့်သက်ထားတာကလွဲပြီးတော့ပုံမှန်အတိုင်းကားများသွာလာခွင့်ပြုထားကြောင်းသိရပါတယ်။ရဲနဲ့စစ်သားတို့ဟာမြို့တော်ခန်းမှာဝင်းအတွင်းကနေပြီးတော့လက်နက်များကိုကန်ဆောင်ပြီးလုံခြုံရေးစောင့်ကြည့်မှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က၎င်းရဲ့ကိုစားမျိုးစောကိုအာဆီယံတရုတ်စည်းဝါးရေးနဲ့ယင်းနှမြောက်နံမှုထိပ်တီးဖိုရမ်ကိုတက်ရောက်ရန်စေလွတ်ခဲ့တော့လေ၎င်းနဲ့မိသားစုတွေတီးတန့်အုံပြုတဲ့ MAI အထူးလေရင်ကိုပေးမတော့မဲ့ Falcon 70လေယာဉ်နဲ့သာတရုတ်ကိုသွားခိုင်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ14ရက်နေ့မှာမျိုးစောကမင်းအောင်လှိုင်ရဲ့ကိုစား22ချိန်မြောက်တရုတ်အာဆီယံကုန်စည်ပြပွဲနဲ့တရုတ်အာဆီယံစည်းဝါးရေးနဲ့ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်ကိုတက်ရောက်ရန်အတွက်နေပြည်တော်ကနေတရုတ်နိုင်ငံနန်းနီမြို့ကိုထွက်ခွာခဲ့ပြီးတော့စစ်တပ်ရဲ့ Falcon 70လေယာဉ်ကိုအသုံးပြုသွားလာခဲ့ရတယ်လို့သိရပါဗျ။ညိုစောရဲ့ခရီးစဉ်ကိုတက်မတော်ရဲ့လေယာဉ်စောက်စုပ် Falcon 70ပဲပေးသုံးွက်ပေးပါတယ်။ တက်ချုပ်တို့တုံးနေတဲ့ MAI အထူးလေယာဉ်ကိုတော့ပေးမတော်ဘူး Fokker 70ကခရီးတို့ထိုင်းလောက်ဆိုရင်တော့တိတ်မပင်မန်းမိမဲ့ရန်ကုန်နန်နင်းလိုမျိုးခရီးအဝေးပြန်တန်းတဲ့ခရီးစဉ်6နာရီလောက်သွားရတဲ့ခရီးကြတော့အဲ့ဒီ Fokker 70စောက်စုပ်လေယာဉ်ကဘလို့မှတက်တောင်တက်တာမဖြစ်ဘူးလေနောက်တစ်ခုကတော့ safety ဘိုင်းပေါ့ဒါကလည်း MAI အထူးလေယာဉ်ကတော့ Fokker 70လေယာဉ်ထက်ပိုပြီးတော့ ခရီးဝေးပြန်တန်းတာကပိုစိတ်ဖြစ်ပါတယ်ဒါပေမဲ့လည်းတက်ချုပ်ကသူကိုယ်တိုင်သာသွားရင် MAI အထူးလေရင်သုံးပေမယ်ညိုစောလို့စောက်ဘောကိုကြတော့အထူးလေရင်ပေးမသုံးပါဘူးဒါကလည်းထူးခြားမှုပေါ့ MAI အထူးလေရင်ကိုသူနဲ့သူ့မိသားစုခရီးတင်အတွက်တီးတန့်သုံးတဲ့ Air Force 1ပုံစံမျိုးလို့ပြောလို့ရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ် မင်းအွန်လိုင်းကညိုစောကိုဇူလိုင်လ31ရက်နေ့မှာအစိုးရဝန်ကြီးချုပ်အဖြစ်နဲ့ခန့်အပ်ခဲ့ပြီးတော့ညိုစောကမင်းအွန်လိုင်းကိုနိုင်ငံတော်အကြီးအကဲလို့အစိုးရအဖွဲ့အစည်းများမှာပြောဆိုသုံးနှုန်းရတယ်လို့သိရပါတယ်။မင်းအွန်လိုင်းဟာအခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာသူနဲ့သူ့မိသားစုတီးတန့်အုံပြုရန်အတော့အမေရိကန်နိုင်ငံ Aviation Capital Group ထံကနေပြီးတော့ငှားရမ်းတင်သွင်းထားတယ်။ Airbus အမျိုးအစား A319115 MSN5193 လေယာဉ် HYLK ကိုအပိပြက်ဝယ်ယူနိုင်ခဲ့ပြီးတော့ main online နဲ့မိသားစုရဲ့ပြည်ပခီးစဉ်များမှာအသုံးပြုရန်အဲ့ဒီလေရင်ကို MAI ကအမိခံပေးထားရတယ်လို့သိရပါတယ်။ main online က၎င်းတို့အတွက်ဝယ်ယူထားတဲ့ MAI အထူးလေရင်ရဲ့အတွင်းကားများကိုပါ၎င်းစိတ်ကြိုက်ပြင်ဆင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ USU 2025 LGBT အလမဲ့ပြိုင်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ကိုစံပြပုဂ္ဂိုလ်အဖြစ်နဲ့ထုတ်ဖော်ပြောဆိုပြီးတော့ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့တဲ့ LGBT အလမဲ့ Charavit Samwon ha သရုတ်ထားစု Ford Runner App စုရသွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ USU 2025 LGBT အလမဲ့ပြိုင်ပွဲမှာ LGBT အလမဲ့ Charavit Samwon က ေါ်အောင်ဆန်းစုကြည်ပုံစံဝစ်ဆင်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လည်လွှတ်ပေးရန်တောင်းဆိုခဲ့တယ်လို့သိရပါဗျ။ဒေါ်အောင်ဆန်းစုကြည်ဟာသူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်ပြီးတော့လေးစားအားကြရကြောင်းဒေါ်အောင်ဆန်းစုကြည်ကဒီမိုကရေစီရဲ့တင်ဂေတာဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်လိုမျိုးကြန့်ခိုင်တမ်းမာသူဖြစ်လို့ကြောင်းသူကပြိုင်ပွဲအတွင်းမှာထုတ်ဖော်ပြောဆိုခဲ့ပါဗျ။ LGBT အလှမယ် Charavik Samwon ဟာ2019ခုနှစ်မှာ Miss LGBT Thailand 2019အလှမယ်ဘွဲ့ကိုရရှိထားသူလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုံမြို့အရှိပိုင်းချမ်းသာကြီးဖေးရနဲ့လင်းအောင်ကြီးဖုန်ကြီးကျောင်းအနီးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက် နေအိမ်များပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာလ16ရက်နေ့မနက်9:08မိနစ်အချိန်မှာ TNL ကတင်ပိုက်ထားတဲ့မိုးကုံမြို့အရှိပိုင်းချမ်းသာကြီးဖះအနောင်လင်းအောင်ကြီးဖုန်ကြီးကျောင်းအနီးကိုစစ်လေရင်နဲ့ဘုံများကျဲဆခဲ့တယ်လို့သိရပါဗျ။ဘုံကျဲဆမှုကြောင့်အမျိုးသမီးတအုပ်အနေငယ်ထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်၄လုံးထက်မနည်းပျက်စီးသွားတယ်လို့သိရပါဗျ။ဘုံကျဲချတာကပေါင်900ဘုံတွေဖြစ်ဖို့များတယ်။ဘုံပေါက်ကွဲမှုကပြင်းထန်တဲ့တမျိုးလုံးတိတိသားသားကိုတုံသွားတယ်။ မိုးကုံမှာလည်းပြည်သူတော်တော်များများကတော့စေဘေးရှောင်ကုန်ကြပြီလို့မိုးကုံမြို့ကဒေသခံပြည်သူတို့ကပြောပြထားပါဗျ။မိုးကုံမြို့ကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုများတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်နေတဲ့အတွက်ပြည်သူများထိခိုက်ဒေဆုံးမှုတွေအလွန်များပြားလျက်ရှိတယ်လို့သိရပါဗျ။ဩဂတ်စ်လ17ရက်နေ့မိုးလယ်3:10မိနစ်ခန့်မှာမိုးကုံမြို့ချက်ပြင်းစီတီလာရှင်ချောင်းအနီးကိုလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ဩဂတ်စ်လ18ရက်နေ့မနက်7:59မိနစ်အချိန်နဲ့9:03မိနစ်အချိန်တို့မှာစစ်ကောင်စီရဲ့လေယာဉ်များကမိုးကုံမြို့နယ်အရှိပိုင်းကိုဘုံများကျဲချခဲ့ပြီးတော့၎င်းဘုံကျဲချမှုကြောင့်စိုင်းကယ်စီးလာတဲ့ခီးသွားပြည်သူတအုပ်အပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ပြီးသေဆုံးသူတွေထဲမှာကလင်းငယ်တအုပ်ပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ယေရှုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာအသက်နှစ်နှစ်အရွယ်မြန်မာနိုင်ငံသားကလေးငယ်အပါအဝင်တရားမဝင်မြန်မာနိုင်ငံသား53ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီနေ့စက်တင်ဘာလ16ရက်နေ့မနက်အစောပိုင်းထိုင်းနိုင်ငံကန်ချနာပူရီခရိုင်အတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မိခင်နဲ့အတူခီးသွားနေတဲ့အသက်2နှစ်အရွယ်မြန်မာကလေးတအုပ်အပါအဝင်မြန်မာနိုင်ငံသား53ဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့ဒူလီထဲမှာမြန်မာလူငယ်အမျိုးသား32ဦးနဲ့မြန်မာလူငယ်အမျိုးသမီး22ဦးတို့ပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီတရားမဝင်မြန်မာနိုင်ငံသားများဟာ ကားလေးစီးနဲ့ကြက်တဲစွာလိုက်ပါခဲ့ရတယ်လို့သိရပါဗျ။မြန်မာနိုင်ငံသားတွေလိုက်ပါလာတဲ့ကားများနဲ့အတူဖမ်းဆီးရရှိတဲ့ရင်ပေါင်း၄ဦးဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။တရားမဝင်မြန်မာများကိုတယ်ဆောင်လာတဲ့ကားသုံးစီးကိုတိမ့်စီဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသားများအလုံးဟာရန်ကုန်မြို့ကနေထွက်ခွာလာခြင်းဖြစ်ပြီးစံကလာပူရီမြို့ကိုတော်လန်များကနေတဆင့်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ကုန်းလန်၊ရီလန်နဲ့တော်လန်များကိုပါအသုံးပြုပြီးလာကြတယ်လို့ပြောပါတယ်။တအူးကိုပွဲစားကထိုင်းဘတ်ငွေ1000ကျွဲကနေထိုင်းဘတ်ငွေ18000အထိပေးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကခင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ